ဝင်နာစကူပီဆိုင်ကလေးဝယ်ရင်ဒလင်းနဲ့စပုတ်ဘယ်ဟာဝယ်ရမလဲဆိုတဲ့မိတ်ဆွေတွေအတွက်ဈေးနှံကွာဟမှုလေးကိုဒီကနေ့ရှင်းပြပေးသွားကြပါမယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မှမော်တော်ဘိုက်အော်ဒါတယောက်ဖြစ်ပါတယ်။ဝင်နာစကူပီဆိုင်ကလေးကဒလစ်ကတော့ဒီဘက်မှာဘယ်ဘယ်ဆောင်ကတစည်းပဲရှိမယ်။ဒါလေးကတော့ဒါဝင်နာစကူပီဆိုင်ကလေးဦးမှဒလစ်ဝင်တဲ့နှောင်းဆက်ခွန်မော်တယ်ပါ။ဈေးနှုန်းလေးကတော့65သိန်းဝန်းကျင်နဲ့ရောင်းချပေးနေပါတယ်။ဒီကူကျွန်တော်ညာဘက်မှာဆိုရင်တော့ဒါဝင်တာစကူပီဆိုင်ကလေးကိုဝယ်နှောင်းဆက်ခွန်မော်တယ်စပုတ်ကူလေးနဲ့ဖြစ်ပါတယ်။ ဈေးနှုန်းကြီးကတော့ဒလောစင်မှာ390ကျော်ကျော်နဲ့ရောင်းချပေးနေပါတယ်ဒီနှစ်ခုမှာရှင်ကြည့်ရင်ကိုဒါ delete နဲ့ spoke ဘယ်ဟာဈေးနှန်းကပုံမှာလဲဆိုရင် spoke ကပုံပြီးမှဈေးနှန်းမှာပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ UOK line မှာပေါ့2021 model နဲ့အထက်ပေါ့နော်22 23 24 model တွေဆိုရင်တော့ smart key နဲ့ဖြတ်သွားတဲ့အတွက် delete way ကတော့ပုံပြီးမှဈေးမှာပါတယ်နော် model name ပေါ့နော် model name UOK line မှာဆိုရင်တော့ spoke ကပုံပြီးမှဈေးနှန်းမှာနေတာဖြစ်ပါတယ် ါအခုလောက်ရှင်းပြတယ်ဆိုရင်ကျွန်တော်မော်ဒန်ရဲ့ဆိုင်းရှင်းတို့မိတ်ဆွေတွေနော်ခုနစကိုပီဆိုင်ကတည်းကဒလင်းနက်စပုတ်ဘင်းအားဈေးတန်းကွာမှုတွေရှိလဲဆိုတာသုံးတက်နိုင်နိုင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာအခုကျွန်တော်ရဲ့ဘယ်ဘက်မှာထပ်ရှိတဲ့ဆိုင်းကတော့ခုနစကိုပီဆိုင်ကတည်းကမှမော်ဒယ်ကတော့2018မော်ဒယ်ဖြစ်ပါတယ်ကျွန်တော်တို့မျိုးသမီးတွေကြားမှာရေပန်းစားလူကြိုက်များတဲ့ဘိန်းလို့ပြောရင်မှမပါဘူးအဖြူအောင်လေးတော်တော်ကိုချစ်စရာကောင်းပါတယ်ဒီ Honor Scoby 2018 model ကတော့ဘိန်းကျောပေါ်မှာမူတည်ပြီးမှ85သိန်းကနေ 88သိန်း89သိန်းအဲ့ဒီကြားမှာဈေးပေါင်နေပါတယ်ခင်ဗျာဘိန်းကျောပေါ်မှာတော့မူတီတောင်းပါဘောနော်ဒီခုကျွန်တော်ရဲ့ဘယ်ဘက်မှာထက်ကြည့်တဲ့ဆိုင်ကရတော့ Honda Scoobi ဆိုင်ကရဘယ် model က2010ခွန် model ဖြစ်ပါတယ်ဈေးနှုန်းလေးကတော့လလောဆယ်မှာသိန်း80ကျော်ကျော်လေးနဲ့ရောင်းချပေးထားပါတယ်ဒီခုကျွန်တော်ရဲ့ဘယ်ဘက်မှာထက်ကြည့်တဲ့ဆိုင်ကရတော့ Honda Scoobi ဆိုင်ကရဘယ် model က2010ခွန် model ပဲဖြစ်ပါတယ်ကျွန်တော်တို့တာယာတုတ်တနက်ခိုင်းအောင်လေးနဲ့တာယာတုတ်ဆိုင်ကရပါ ကြီးရတော့ရေရိုးကြီးနေပဲဖြစ်ပါလေဇင်းနှုံးလေးရတော့လောလောဆယ်မှာ65သိန်းဝန်းကျင်နဲ့တောင်းချပေးထားပါတယ်ခင်ဗျာ အခုရှင်းပြသွားတဲ့ Honda Scoopy ဆိုင်ကယ် Honda Clip ဆိုင်ကယ်ပြင်ဟိုဘက်မှာဆိုရင်ကျွန်တော်တို့ဆိုင်ကလုံးဝန်းတန်းဆိုင်ကယ်အစားရှိတဲ့ဆိုင်ကယ်တွေအားလုံးကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေ Honda ဆိုင်ကယ်ရောင်းပြကမ်းမှာဝယ်ယူအားပေးလို့ရပါတယ်ဆိုင်လိုက်စာလေးကတော့မန္တလေးမြို့38လမ်း82လမ်းနဲ့83လမ်းကြားမှာဖွင့်လှစ်ပေးထားပါတယ်ခင်ဗျာဒီခုကျွန်တော်ဘယ်ဘက်မှာဆိုလဲ ခုနကလစ်1.5ဆိုင်ကလေးက2016မော်ဒယ်နောက်ထပ်3စီးထပ်ရှိပါသေးတယ်ဒီကုကျွန်တော်ရဲ့ရှိတက်တက်မှာရှိနေတဲ့ခုနကလစ်1.5ဆိုင်ကလေး2016မော်ဒယ်အဖြူအောင်လေးကတော့လွန်စဲဘိန်းကျောက်ပေါ်မှာမူတည်ပြီးမှ360ွွွွလေးနဲ့ရောင်းချပေးထားပါတယ်ခင်ဗျာဒီမှာဆိုရင်တော့အနစ်6ကာလာလေးနောက်တစ်စီးရှိပါမယ်ဒီဘိန်းကြီးကလည်းဈေးတန်းအတူတူပဲဖြစ်ပါတယ်အဲဆိုကြိုက်တဲ့ကာလာလေးကိုယူဝယ်လို့ရမယ်အနစ်လည်းရှိမယ်အဖြူလည်းရှိမယ်ပေါ့နော်ဈေးတန်းလေးကတော့360ွွွွလေးနဲ့ ရောင်းချပေးထားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ကြီးဒီမှာလည်းမော်တော်နစ်ရဲ့ဆိုင်းငယ်ချစ်သူမိတ်ဆွေတွေအတွက်အခြားတော့အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါအောင်မယ်